စေကောင်းဆောင်ဘူဇုံမှုကြီးမယောင်လိုက်ဟာအာနာနီယာတည်မြဲဖို့အတွက်၎င်းတို့ဂျင်းရုံနေတဲ့နိုင်ငံတကာဆင်ရဆွေးမှုတွေကိုဖွန်းကွယ်နိုင်ဖို့ဗုဒ္ဓဘာသာဝင်တန်ဃာတော်တွေကိုဘွဲ့ရစိတ်တွေဆက်တက်ပြီးအတုံးချစည်းရုံးနေတယ်လို့ဆရာတော်တန်ဃာတော်တွေထံကသိရပါဗျ။စီကောင်စီကအာနာသိမ့်ပြီးနောက်နိုင်ငံတော်ဝန်ဖုံကျဲတိုက်ခိုက်နေပေမဲ့လေစီကောင်ဆောင်ကတော့အခုရက်ပိုင်းတွင် ကီရင်ဒီပန်ကတန်ဃာတော်ဒီလိုက်ရှင်တွေနဲ့လူပုံကိုရီကို2025ခုနှစ်တန်ဃာတော်ဆိုင်ရာပွဲတစိတ်တော်ရီဆက်ကပ်ပေးအပ်ခဲ့ပါတယ်။သူစေကောင်းဆောင်ကဗုဒ္ဓဘာသာလူစုပြီးပွဲတစိတ်တွေကပ်ပြီးတော့ကြီးညိုခြင်းအောင်ပြနေပေမဲ့လည်းသူဘာသာတရားကတော့ငွေကြီးနဲ့အာဏာနေရပဲလို့ຫນွေဥတော်လည်းတန်ဃာကွန်ရက်ကဆရာတော်ဥဝရမက ARD Times ကိုမိန့်ပါတယ်။ အဲ့ဒီအတွက်ဘာသာရေးဆရာတန်ခါတော်တွေကဘွဲဒီစိဆက်သက်တာနဲ့ဘုံကျဲတိုက်ခိုက်တာဆိုရက်လက်လာပါနဲ့အကြောင်းတရားကိုတပြိုင်နက်တည်းပြသပြီးအတုံးချနေတာဘူးအလုံးအထူးသတိချက်ဖို့လိုအပ်တယ်လို့လဲဆရာတော်ဥဝရမကဆက်လက်မိန့်ကြားပါရယ်စစ်ကောင်းဆောင်နဲ့နောက်ခံစစ်ဘုတ်ချုပ်တွေဟာအဘိဓဇမဟာရထဂုရုအဘိဓဇအကမဟာတတ္တမဇောတိက အဂမဟာပဏိဒအဂမဟာတက်တံမဇောတိကတစ္စအဂမဟာကန္နဝါစကပဏိဒဆရဲဘွဲတစိတ်တွေကိုပြီးခဲ့တဲ့မက်လ23ရက်ကဆက်ကပ်ပြရခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီကအခု2025ခုနှစ်တန်ခါတော်ဆိုင်ရာဗိုလ်တိုက်တော်ရီအဆောင်အယောင်တွေကိုလည်း ပြည်ရင်းဒီပိုင်းရှိတန်ကားတော်435ပါတိလရှင်ဆရာကြီး36ပါနဲ့လူပေါင်းကူ53ရူကိုစက္ကန့်ချင်းမိခဲ့တယ်လို့၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စစ်ကောင်စီကအဲ့လိုဘွဲတစိတ်တွေစက္ကန့်ချင်းမိနေမှုဟာတကောင်းလို့မတရားသဖြင့်တန်ကားတော်တွေကိုဖမ်းဆီးတပ်ဖြတ်တာဈေးဒီပထိုးဘာသာရေးအဆောင်တွေကိုဘုံကျဲတိုက်ခိုက်တာတွေကိုဖုံးပွယ်လူရာကြောင့်ဟန်ပြန်သဘောဖြစ်တယ်လို့တန်ကားတော်တွေကမိတ်ဆွေကြပါဗျ။ အလားတူစစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ16ရက်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ရှိစင်ရနာပရိယတီစာတင်လိုက်ကိုဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာရုံ6ပါးပံဝင်ပြည်သူ9ဦးသေဆုံးသွားတယ်လို့ TNL နဲ့ဒေတာခန်တွေထံကသိရပါဗျာ။